နဝရဇေရွှေပြည်သားရုပ်ရှင်ရုံရွှေပြည်သားစေယုံတို့ကို15မိနစ်လောက်တွားရုံနဲ့ရောက်မယ်။ဘရင်နောင်လမ်းမကြီးကိုတဲပေါက်တဲ့ရွှေပြည်သားမြို့နယ်ရက်ကွက်တန်တစ်ခုထဲကအိမ်တလုံးစီကိုရင်းခေါ်တောင်းပြီးမှဖြစ်ပါတယ်။ လာပါရှင် PSN Property မှာကြိုဆိုပါတယ်ဒီနေ့ကတော့မိတ်ဆက်ပင်မအိမ်ကအစုအနောက်ကဒီအိမ်ကလေးပေါ့နော်မြေကျဲကတော့ပင်20 60ကျဲပြီးတော့အိမ်ကျဲကတော့18ပေ45ပေကျဲတဲ့အိမ်သစ်ဆက်ကလေးပေါ့ကဲအားဆိုရင်စုနဲ့တူတူတခြားလောက်တွေ့ကြည့်ရအောင်နော်အဲ့ရှိနေရာလေးကိုတော့ဒီလိုတဆင်ထက်မြင့်ပြီးပြီးတော့ကားပါကီ2စီးလောက်အေးစစ်စစ်ဆန်တယ်ဘေးမှာဆိုရင်လည်းဒီလို garden area လေးတွေတေချာထည့်ပေးထားတယ်ကဲအားဆိုရင် channel တခြားတွေ့ကြည့်ရအောင်နော် ခြံတကားကိုတော့ရင်ခွဲတကားသုံးမိထားရဲဆိုတကားဆိုလဲ area အခြေကြီးသုံးမိထားတာကိုတွေ့ရရဲပြီးတော့ပပက်လဲခြံပပက်လဲကိုလဲ break စုကြိုးတစင်ထက်ကပေးထားရဲပြီးတော့တော်တော်လေးကိုမှလဲ high mint နဲ့လုပ်ပေးထားတဲ့နေရာလေးอ่ะခြံထဲမှာဆိုရင်တော့ကားပါကင်နှစ်စီးစာလောက်အေးအေးဆေးဆေးဆန်တယ်ဒီဘက်ခြံမှာဆိုလဲ ground တန်းထည့်ပေးထားရဲတေးသေးချာချာလုပ်ပေးထားတာတွေ့ရရဲပြီးတော့ရေးဆက်လဲထည့်ပေးထားသေးတယ်ကဲอ่ะဆိုရင်ဆိုတော့အခန်းလေးကြီးနဲ့အင်းရဲ့ဖွဲ့စည်းပုံကိုတစ်ချက်တော့တွေ့ကြည့်ရအောင်နော် ဒီမှာဆိုရင်လက်တက်တဲ့နေရာလေးကိုဒီလိုတဆင့်ထက်မြင်ပေးထားတာတွေ့ရတယ်။အပေါ်မှာဆိုလဲအမိုးလေးနဲ့ high အမြင်ထေချလုပ်ပေးထားသေးတယ်။ဒီမှာဆိုလဲ steel ဘာကြတကားကိုရင်ခွဲတကားထေချလုပ်ပေးထားတယ်။ဒီမှာဆိုလဲကျွန်းရင်ခွဲတကားလေးကိုမှဒီလိုပုံစံလေးကြီးနဲ့ထေချတဲ့တဲ့ရဲ့လုပ်ပေးထားတွေ့ရတယ်။အနုစိတ်။ကြည့်ရဆိုရင်ဝင်ဝင်ချင်းတွေ့ရမှာတော့ဒီဘက်ခြမ်းက living room area လေးပေါ့နော်။ထေချတဲ့တဲ့ရဲ့လုပ်ပေးထားရယ်ပြီးတော့ကျွန်းပါကြီးအဖြစ်ခင်းပေးထားပြီးတော့ CCTV ငားလုံးလည်းတက်ပေးထားသေးရယ်ပို့ပြီးတော့ safe ဖြစ်အောင်လို့ဒီမှာဆိုလဲကျွန်တော်မီးပက်သွားလဲစိတ်မပူအောင်လို့ solar system ထည့်ရှင်နေသူတွေအတွက်ဆိုရင်လည်းအရန်ကူမှအဆင်ပြေရယ်ဒီလိုပုံစံလေးတွေသုံးမိထားရယ်ပြီးတော့ဒီမှာဆိုလဲတန်ပန်းတစ်စက်ထပ်ကပေးရယ်သူဗီဒင်းပေါက်နေရာဆိုရင်လည်း lighting ကောင်းကောင်းရအောင်လို့တခြား area အကျယ်ကြီးလုပ်ပေးထားရယ် high ambiance တွေနဲ့သုံးမိထားရယ်ကဲရဆိုရင်အခန်းလေးတွေကိုတခြားလောက်တတိကြည့်ရအောင်နော်ကဲဒီမှာဆိုရင်လည်းဒီမှာသူမီးသက်စေးဘူးလဲထားထားပေးသေးရယ် ကဲအဲ့ဆိုရင်ဒီဖက်အခန်းလေးကိုတခြားတော့တတိကြည့်အောင်ကဲဒါလည်းရတော့ master room အခန်းလေးပေါ့နော်အောက်မှာဆိုရင်လည်းဂျူပါကင်းလေးအပြည့်ခင်းမိထားရဲ့ဒီမှာဆိုရင်ပြည်မောင် area ကတော်တော်လေးကိုမတချေသုံးမိထားရဲ့တန်ပန်းနဲ့တဆင်ထက်ကပေးထားတဲ့တဲ့အပေါ်မှာဆိုလည်း high အမြင့်သုံးမိထားရဲ့ပြီးတော့အခန်းတိုင်းမှာဆိုရင် aircon တစ်လုံးစီတက်ပေးထားရဲ့ဒါလည်းရတော့ဒီအခန်းလေးနဲ့တွဲရရေချိုးကန်းပုံရိုင်းအခန်းလေးပေါ့နော်အောက်ကဘေးရောတွေ့ပြလေးတွေချာအပြစ်ကပ်ပေးထားပြီးတော့တတရရရနဲ့ area အခြေကြီးသုံးမိထားတာကိုတွေ့ရမယ်။ ရဆိုရင်ဒီဘက်ကထွက်လိုက်ပြီဆိုတာ ਨੇ ကဲဒီနေရာလေးကတော့ kitchen room area လေးပေါ့เนาะ dining နဲ့ kitchen area ကိုတွဲပြီးသုံးပေးထားရဲဒီမှာဆိုရင်လည်းအောက်ကောပေါ်ရောမှာ cabinet တွေနဲ့တေချာလုပ်ပေးထားရဲပြီးတော့ဒီ basin နေရာလေးဆိုလည်းဒီလိုပုံစံလေးနဲ့တသက်ရက်နဲ့တေချာ design လုပ်ပေးထားတာကိုတွေ့ရဲပြီးတော့ဒီဘက်ချက်ဒါလေးကတော့ dining room area လေးပေါ့เนาะကိုယ့်အကို design ပြန်ထွင်ပြီးရောလေတေချာလုပ်လို့ရမယ်ဟိုက်လည်းမြင့်လေဒီမှာဆိုရင်လည်းရေချိုးကန်းပုံတိုင်းသီးသန့်အခန်းလေးနဲ့ပါသေးရဲ့ အကောဘေးရောကြွေပြားလေးတွေအပြင်တရားကပ်ပေးထားရယ်ပြီးတော့မီးသက်ဆေးဘူးလည်းထည့်ပေးထားသေးတယ်။ကဲအဆိုရင်တော့ second floor လေးကိုစုနေတူတူတစ်ချက်တော့တော့ကြည့်ကြည့်ရအောင်နော်။လေကားတက်တဲ့နေရာလေးဆိုရင်လေနင်းပြားအထောင်များကိုကျွန်းနေပဲတုံးပေးထားတဲ့ပြင်ကိုဘေးလက်ကမ်းဆိုလည်းကျွန်းမဲ့တုံးပေးထားရယ်။ပြီးတော့ lighting ကောင်းကောင်းဝင်အောင်လို့လည်းဒီလိုပြတင်းပေါက်နဲ့သူတို့တန်ပန်းတစ်စင်းနဲ့ထပ်ကပေးထားတယ်။ကဲအဆိုရင်အပေါ်သွားကြည့်ကြည့်ရအောင်နော်။ ကဲဒါလေးကတော့ second floor area လေးပေါ့နော်ဒီမှာဆိုတက်တက်ချင်းတွေ့ရမှာတော်တော်လေးကိုမှကျဲလှရဲ living room area လေးပေါ့မှာဆိုတော့သုံးမိထားတဲ့စီလင်ရောင်တွေကအရန်ကိုမှလှရဲတော်တော်လေးလက်ကျဲတယ်ပြီးတော့ lighting လည်းကကောင်းဝင်အောင်လေဝင်လွှတ်ကောင်းပြင်းပေါက်နေရဆိုတော့အကျဲကြီးသုံးမိထားတယ် air con ဆိုတော့နေရာတိုင်းတက်ပေးထားသေးတယ်ကဲဆိုရင်ဒီဘက်ချမ်းလေးဒါလေးကတော့ one night area လေးပေါ့နော်ဒီမှာဆိုရင်လည်းအရှိက view ကိုတေချာမြင်ရရဲ့ပြီးတော့လေဝင်လွှတ်လက်ကောင်းတဲ့ပြင်ကိုဒီဘက်ချမ်းမှာဆိုလဲ စစ်ဖြစ်အောင်လို့ဒီလိုပုံစံလေးသုံးမိထားတယ်။ပြီးတော့ high အမြင်နဲ့လိုက်ရင်လည်းကောင်းကောင်းဝင်တယ်။ကြည့်ရဆိုရင်ဒီ second floor မှာရှိတဲ့အခန်းလေးတွေကိုတခြားတော့ကြည့်ကြည့်ရအောင်နော်။ရှောင်းလန်း area ဆိုလဲလေတော်တော်လေးကိုမှကျဲတယ်။နှစ်ယောက် AC သွားလို့ရတယ်ကွာမတိုက်ဘူးတော်တော်လေးကိုကျင်တယ်ဒါလေးကတော့ second floor မှာပါတယ်မာစတာရုံးအခန်းလေးပေါ့နော်တော်တော်လေးကိုမှကျင်တယ်ဆိုအပြာရောင်လေးတုတ်ပေးထားတာလည်း မျက်လုံးအေးသွားစေရယ်ပုံမှန်ဆိုလဲသုံးမိထားရယ် lighting အရှောင်းရောအရှမ်းကုန်မှာလှရယ် lighting နဲ့ကကောင်းဝင်တယ်ပြတင်းမောက် area အခြေအေးသုံးမိထားရယ်ပြီးတော့ဒီမှာဆိုလဲရေချိုးကန်းနဲ့ဘိုးတိုင်းတွဲရခလဲပါမယ်ရေချိုးရဲဒီလိုပုံစံလေးဆိုရယ်ပုံစံဆက်ဆက်နဲ့လုပ်ပေးထားမယ်အောက်ကဖေးရောဂျူပြားလေးအဖြစ်ကပ်ပေးထားသေးတယ်ကြည့်ရဆိုရင်နောက်ထပ်တစ်ခါသတိကြည့်ရအောင်နော်ဒါလေးကတော့နောက်ထပ် master အခန်းပေါ့နော် ဒီမှာဆိုရင်အားလုံးစုစုပေါင်းမာစတာရုံ၃ခန်းပါမယ်။မိသားစုတွေအေးအေးဆေးဆေးနေလို့ရမယ်။မိသားစုနှစ်စုလောက်အေးအေးဆေးနေလို့ရမယ်။ပြီးတော့အခန်းလိုက်ခန်းလိုက်မှာဆိုလဲအေကွန်တက်ပေးထားတယ်။ဒီမှာဆိုလဲငါအိမ်မီလေးတွေသုံးမိထားတာကိုလည်းတွေ့ရမယ်။ကဲအခန်း area ဆိုလဲအကျယ်ကြီးသုံးမိထားဒီမှာဆိုရင်ကတင်းတွေထားလို့ရမယ်။ပြီးတော့ဒီဘက်ချမ်းမှာမှန်တင်ကုန်ထားမယ်။နေရံကပ်ပြီးတော့ယူထားမယ်။တော်တော်လေးဥမာ area အကျယ်ကြီးသုံးလို့ရတွေ့ရမယ်။ဒါလေးကတော့ရေချိုးကန်းဖိုးတိုင်းတွဲရဲ့အခန်းပေါ့နော်။ အောက်ကောပြီးရောကြွေပြားလေးအပြည့်ကိုထေချာကပ်ပေးထားရဲဒီမှာဆိုလဲသုံးပေးထားတဲ့ပုံစံကခုနအခန်းနဲ့မတူတော့ဘူးကွာပုံစံတစ်မျိုးဖြစ်သွားတယ်။ကဲအဲ့ဒါဆိုရင်ဆုနဲ့တူတူနောက်ဆုံးနောက်ဆုံးအထက်ကလေးဆိုကြည့်ကြည့်ရအောင်ကဲဒါကတော့နောက်ဆုံးအထက်လေးပေါ့နော်နောက်ဆုံးထပ်ကတော့အခန်းမှာပါတော့ဘူး one area ပါမယ်ပြီးတော့ဒီလိုနေရာလေးပါမယ်ဒီလိုနေရာမှာဆိုရင်တော့ အေးစစ်စစ်ကော်ဖီတောင်းမယ်စာဖတ်မယ်မိသားစုအေးစစ်စစ်ညဘက်ဆိုရင်လက်ဖက်တုပ်လေးစားမယ်မုန်းလေးစားပြီးအေးစစ်နေလို့ရမယ်အပေါ်မှာဆိုလဲ high အမြင့်နဲ့ဒီလို lighting ကောင်းကောင်းရအောင်လဲလုပ်ပေးထားသေးတယ်ကဲဆိုဒီဘက်အချမ်းလေးကဲဒီဟာလေးကတော့ဒီအပေါ်ဆုံးမှာပါတဲ့ one night area လေးပေါ့နော်အောက်မှာဆိုလဲနေတာပူနေအောက်ကကြွေပြမပူဘူးဘာလို့လဲဆိုတော့အပူကန်ကြွေပြတုံးမိထားရဲ့ဒီရှိမှာဆိုလဲအပင်တွေပါရိုက်လို့ရအောင်လို့ဒီလိုတစ်ဆင့် ထပ်ထုတ်ပေးထားသေးတယ်ဒီမှာဆိုလဲဒီလိုပုံစံလေးတွေနဲ့တခြားလုပ်ပေးထားတယ်အပေါ်မှာဆိုလဲ water update ထားပေးထားရယ် one night area ဆိုလဲအကြည်ကြီးသုံးပေးထားတဲ့အပြင်ကိုလေဝင်လွှတ်ထွက်ကောင်းတယ်ပြီးတော့ဘေးနားမှာဆိုရင်လဲတိုက်အမြင့်ကြီးတွေကပ်မနေအတွက်အရန်ကိုမှအဆင်ပြေတယ်ဒီနေ့ဆုမိုက်ဆက်ပေးထားရယ်ဒီ ANC နော်ကတော့36850ဖြစ်ပြီးတော့စိတ်ဝင်စားရယ်ဆိုရင်တော့ PSN Property ဆက်သက်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါရှင် bye bye